ကျမ်းမာတော့မကြပါလားခင်ဗျာ ခုတစ်ပတ်ကျွန်တော်တင်ပြမှာကတော့2016ခုနှစ်အောက်တိုဘာလ10ရက်မှ16ရက်နေ့အထိကြာမြင့်မဲ့လာမယ့်ရက်တစ်ပတ်အတွက်မိုးလေဝသကြိုတင် ခမ်းမ်းချက်များဖြစ်ပါတယ် ဒီခမန်းကြိုက်တွေကိုမတင်ပြမီလောလောဆယ်အာရှတိုက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းများရဲ့အခြေအနေကိုပထမဦးဆုံးတင်ပြလိုပါတယ်အာရှတိုက်တောင်ပိုင်းပင်လယ်များဖြစ်တဲ့အိန္ဒိယနိုင်ငံနောက်ဘက်မှာရှိတဲ့အာရေဗျပင်လယ်နဲ့မြန်မာနိုင်ငံနောက်ဘက်မှာရှိတဲ့ဘင်္ဂလားပင်လယ်အော်ထဲမှာလောလောဆယ်မှာတော့မုန်တိုင်းများကင်းစင်နေပါတယ်ဒါပေမဲ့ဘင်္ဂလားပင်လယ်အော်အနောက်ဘက်ပိုင်းအိန္ဒိယအရှေ့မြောက်ကုန်းပြင်ရဲ့ဆက်ဆက်တဲ့ရေပြင်ပေါ်မှာတော့ လေဗီယန်ရဲ့ရံဝန်တစ်ခုဖြစ်ပေါ်နေတာတွေ့ရပါတယ်။တောင်ကျိုးပင်လယ်ပြင်ရဲ့မြောက်ဖက်ရေပြင်ပေါ်မှာတော့အပူပိုင်းမုန်တိုင်းအဲရီဟာဝင်ရောက်နေပါတယ်။ဒီမုန်တိုင်းဟာအနောက်မြောက်ရုံးရုံးကိုဆက်လက်ဥတည်ရွေ့ချပြီးဟိုင်တန်ကျုံးကိုဖြတ်တန်းပြီးတဲ့နောက်တော့ဗီယန်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်။အရှိမဲ့ပစိဖိတ်ဒုတ်ကြရဲ့အနောက်ဘက်ရေပြင်ပေါ်မှာတော့နောက်ထပ်အပူပိုင်းမုန်တိုင်းတစ်ခု ဆက်လက်ဖြစ်ပေါ်နေပါတယ်ဒီမုံတိုင်းကိုတော့ဆွန်တာလို့အမိပေးထားပါတယ်လက်ရှိနောက်တော့မုံတုံလေးဦးကတော့ဘင်္ဂလားပင်လယ်အော်အတွင်းမှာဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းကြီးဘင်္ဂလားပင်လယ်အော်အရှိတောင်ပိုင်းကပ်လီပင်လယ်မြေမြောက်ပိုင်းတို့ကိုဖြတ်တန်းပြီးတည်ရှိနေပါတယ်မြန်မာနိုင်ငံအနေနဲ့တော့မြဝကျွန်းပေါ်ရဲ့တောင်ဘက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်ဒါကြောင့်ဒီနောက်တော့မုံတုံလေးဦးကမကြမီရေပိုင်းတွင်မှာပဲ မြန်မာနိုင်ငံတောင်ပိုင်းကနေပြီးတော့ဆက်လက်ထွက်ခွာသွားမယ်လို့ပဲခမန်းရပါလေမိုးလေဝသဂျိုဒူတေမုန်နေကြီးတဲ့အခါမှာလဲစောစောကဖြစ်ပေါ်နေတဲ့ဖြစ်စဉ်များနဲ့ဆက်ဆက်ပြီးတော့ဘင်္ဂလားဘင်လေအော်အနောက်အလယ်ပိုင်းထိုင်းဘင်လေဝိတောင်ကျိုးဘင်လေပြည်ပေါ်မှာထူထပ်တဲ့တိမ်တမ်းများဖြစ်ပေါ်နေပါလေမြန်မာနိုင်ငံမှာတော့စောင်းလီအေးများတပိပိစိတ်ဝင်လာပြီးဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံအရှေ့ပိုင်းအလယ်ပိုင်းဒေသတော်တော်များများမှာ တိမ်များတပိပိကင်းစင်လာတာကိုတွေ့ရပါတယ်အရှိပဲတောင်ကျိုးပင်လယ်ရဲ့မြောက်ဘက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ဘူပိုင်းမုန်တိုင်းရွေရှားမဲ့လမ်းကြောင်းကိုခေါ်ပြထားခြင်းဖြစ်ပါတယ်ဒီမုန်တိုင်းဟာဟိုင်နန်ကျွန်းကိုဖြတ်ကျော်ပြီးဗီယက်နမ်နိုင်ငံမြောက်ပိုင်းကိုဝင်ရောက်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်လောလောဆယ်မှာတော့ဒီမုန်တိုင်းဟာအာလွန်ကောင်းတဲ့အဆင့်မှာမရှိဘဲနဲ့အများဆုံးလေတိုင်းကျုံတနအီကို45မိုင်နှုန်းသာတိုက်ခတ်တဲ့အဆင့်မှာရောက်ရှိနေပါတယ် 2016ခုနှစ်အတွင်းမှာနိစ္စပိုင်းကလေးကအမြဲမပြတ်စောင့်ကြကြီးစုခဲ့တဲ့အစရိတ်သမုဒ္ဒရာရဲ့လာနေညာဖြစ်ပေါ်နိုင်မှုအနေအထားတွေကိုနောက်ဆုံးအခြေအနေများလေ့လာကြည့်တဲ့အခါမှာလာနေညာစောင့်တဲ့ကြီးစုဖို့တတ်မှတ်ထားတဲ့ area ၄ခုရှိတဲ့အ ਨੇ area ၃ခုဖြစ်တဲ့ညီညူ4ညီညူ34နဲ့ညီညူ3စတဲ့ဒေသတွေမှာပြည်လည်ရင်မြင့်မြင့်အပူချိန်ဟာပုံမှန်ရအောင်ကြဆင်း လာတာကိုတွေ့ရပါတယ်။ဒါပေမဲ့ညင်ယူ1 2လို့ခေါ်တဲ့အရှိပဲအကြဆုံးအီဒီယာမှာတော့ပင်လယ်ရင်မြင့်မြင့်အပူချိန်ဟာပုံမှန်ရဲ့အထက်ကိုကျော်လွန်နေစေဖြစ်နေတာကိုတွေ့ရတဲ့အတွက်လာညညာဖြစ်ဖို့အလားလာကတော့များစွာလျော့နေနေပြီလို့ပဲဆိုရမှာဖြစ်ပါလေ။ဒါကြောင့်ကြာရှိနေသေးတဲ့2016ခုနှစ်နဲ့2019ခုနှစ်အထိဖြစ်လာနိုင်တဲ့ရာသီဥတုခမ်းမ်းချက်များအနေနဲ့တော့လာညညာဖြစ်စေဟာတပြေးပြေး ယောနေနောက်ပိုင်းမှာယောနေကြံစင်လာတာတွေ့ရပြီးအရင်ယူပြင်းစင်ကတော့တနည်းပြန်လဲတက်လာတာတွေ့ရပေမဲ့အများဆုံးဖြစ်နိုင်တဲ့ခမန်းချက်ကတော့ဂျားနေနေထားတာအများဆုံးဖြစ်နိုင်တယ်လို့တွက်ချက်ရရှိကြပါလေဒါကြောင့်မို့ဒီနေ့တော့စကြကုန်နေဆောင်းရသည်ကုန်တဲ့အထိမစပိတ်တမုတ်ကြီးဟာမှာဂျားနေနေဖြစ်ဖို့တေချာမှု55ရာနှုန်းမှ60ရာနှုန်းအထိဆက်လက်ရှိနေစေဖြစ်တယ်လို့နောက်ဆုံး ခမန်းကျင်များအရာသိရှိရပါသည်ရဲ့ချေခမန်းကျင်များအနေနဲ့တော့2016ခုနှစ်အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာ3လအတွင်းဖြစ်ပေါ်နိုင်တဲ့မြန်မာနိုင်ငံရဲ့နေဘူးချင်းညိုကြည့်တဲ့အခါမှာတက္ကသိုလ်လုံးလုံးဟာဖြစ်မြဲတဲ့ပို့လိမ့်မယ်လို့ခမန်းရရှိထားပါတယ်ရာခိုင်နှုန်း80ရာခိုင်နှုန်းရဲ့အထက်ထေချာမှုရှိနေတယ်ပြင်းပြတဲ့ပုံမဲ့လို့ပြောတဲ့အတွက်လောလောဆယ်မှာတော့ e-port စရာ ကြောင်းများနေပါတယ်။မိုးရွာသွန်းမှုအနေနဲ့လဲမြန်မာနိုင်ငံလုံးမှာတောင်ပိုင်းစွန်းတနင်္သာရီတိုင်းတောင်ပိုင်းစွန်းဒေသမှာရွာသွန်းမြေတွေအနည်းငယ်ကျော်လွန်နိုင်တာကလွန်ရင်တော့ကိုကိုကျော်တဝိုက်မှာလဲရွာသွန်းမြေတွေအနည်းငယ်ကျော်လွန်နိုင်တာကလွန်ရင်တပြေလုံးလို့မှာအများအပြင်ပုံမှန်ကတ်တာရှိနိုင်တယ်လို့ခမန်းရရှိထားပါလေ။မဟုတ်တော့လေအနေနဲ့တော့ပြီးခဲ့တဲ့ရက်တစ်ပတ်အတွင်းမှာ မြောက်ဘက်ကိုရောက်နေတဲ့မုတ်တုံလေးဦးဟာမြန်မာနိုင်ငံတောင်ပိုင်းအစွန်းလောက်မှာသာကြံရှိတော့တာကိုတွေ့ရပါတယ်။တနင်္ဂနွေလုံးမှာမုတ်တုံလေးကအလွန်အားနေနေပြီဖြစ်ပါလေ။ပြီးခဲ့တဲ့တပတ်မှာရှိခဲ့တဲ့အနေထားနဲ့လာမယ့်တပတ်မှာဖြစ်လာနိုင်တဲ့အနေထားကိုကြည့်တဲ့အခါလာမယ့်တပတ်မှာမုတ်တုံလေးဦးဟာမြန်မာနိုင်ငံရဲ့တောင်ဘက်အထိရောက်ရှိကြတာကိုတွေ့ရတဲ့အတွက်လာမယ့်တပတ်အတွင်းမှာတော့ မဟုတ်တော့နေဟာမြန်မာတနိုင်ငံလုံးအတွင်းကနေလုံးဝဆုတ်ခွာသွားလိမ့်မယ်လို့ခံမရရှိထားပါတယ်။လာမယ့်တစ်ပတ်အတွင်းမိုးရွာသွန်းနိုင်မှုကမ္ဘာ့ကျမြောက်ဦးကြီးတဲ့အခါမှာတော့တနိုင်ငံလုံးလူလုံးမှာမိုးရွာသွန်းမှုများယော့နေကြဆင်းသွားတာကိုတွေ့ရပါတယ်။အများအားဖြင့်နေရာကွက်ကြားမှာနေရာကျဲကျဲလောက်သာမိုးရွာသွန်းနိုင်တဲ့အနေအထားရှိနေတာကိုတွေ့ရပါတယ်။ဒီလိုရွာသွန်းမှုတွေကိုပုံမှန်ရွာသွန်းမြေမိုးကြီးများနဲ့နိုင်ရှင်ကြီးတဲ့အခါမှာတော့ 你妈的个，苗班的他不晓得，是按点提拔，个些明年苗班，啊 <noise>，细班的他不晓得，下明年苗班，下明年细班，那个年明年，啥点提拔的嘛？冇话要到明年去，一年不能买的，当买都得当买着，要到明年我们别不变？要到变哦，幺年里面就看买也是差不多的，就这样，一直吧。 အတွင်ရွာသွန်းနိုင်တဲ့ဘိုးရင်များကိုကြည့်တဲ့အခါမှလည်းများသောအားဖြင့်ထူးခြားမှုမရှိဘဲနေရာကွက်မိုးရွာနိုင်တဲ့နေထားတာအများဆုံးဖြစ်နေတာကိုတွေ့ရပြီးမိုးတုံလေဦးနဲ့ဆက်ဆက်တဲ့မိုးရွာသွန်းမှုကတော့ဘင်္ဂလားပင်လယ်ရဲ့တောင်ပိုင်းတကြီးလင်ကနိုင်ငံရဲ့တောင်ပိုင်းအထိရွေ့ရှားသွားမှာကိုတွေ့ရပါတယ်အော်တိုဘားလာဆန်ရီမှာဆန်ရီနေအထိကြာမြင့်မဲ့လာမဲ့ရဲတပတ်အတွင်းမှာ ဖြစ်ပေါ်နိုင်တဲ့ရာသီဥတုအခြေအနေခမန်းကျအနေနဲ့တော့အများအပြားပုံမှန်ကတည်းကရှိလိမ့်မယ်လို့ခမန်းရရှိထားပါတယ်။ဒါပေမဲ့အရှိတ်မှာရှိနေတဲ့တောင်ကျိုးပြည်လည်းပြင်းအတွင်းမှာတော့မုန်တိုင်းဖြစ်ပေါ်မှုဟာပုံမှန်တဲ့အနည်းငယ်ပိုနိုင်တယ်လို့ခမန်းထားပါတယ်။ဒါကြောင့်နောက်ပိုင်းကာလတွေမှာအရှိတ်ကရွေးရှားလာမယ့်မုန်တိုင်းအကျဉ်းချံများကိုတော့စောင့်ကြည့်ဖို့လိုအိုးမယ်လို့ပဲတင်ပြလိုပါတယ်။မင်္ဂလာပင်လေအောင်မှာဖြစ်ပေါ်နေတဲ့ပင်လေရေလိုက်အမြင့်တွေကို နာစာဂျိုလ်သူများကတိုင်းတာပြည့်ကျရလက်ရှိအခြေအနေမှာမြမကံယူတန်းတစ်လျှောက်မှာလိုင်းအနည်းငယ်သာဖြစ်ပေါ်နေတာတွေ့ရပါတယ်။ရခိုင်ကံယူတန်းတစ်လျှောက်မှာလိုင်းမြင့်၃ဘီမှ၄ဘီကမ်းလွန်ဒေသမှာ၅ဘီမှ၆ဘီမြဝကျွန်းပေါ်မွန်တနင်္သာရီကံယူတန်းတစ်လျှောက်မှာလိုင်းမြင့်၂ဘီမှ၃ဘီကမ်းလွန်ဒေသမှာ၃ဘီမှ၄ဘီကန်တာရှိနေတာကိုတွေ့ရပါတယ်။လာမယ့်တစ်ပတ်အတွင်းမှာဖြစ်ပေါ်နိုင်တဲ့ဘယ်လေရေလိုက်အမြင့်ခမ်းမှန်းချက်များ အနေနဲ့တော့ရခိုင်ကမ်းရိုးတန်းမှာလိုင်းမြင့်၃ပေမှ၅ပေကမ်းလွန်ဒေသမှာ၅ပေမှ9ပေအထိရှိနေပါလေမြေဝကျုံပေါ်မော်တမခွေမော်တန်ကျန်သာကြီးကမ်းရိုးတန်းမှာလိုင်းမြင့်၅ပေမှ၃ပေကမ်းလွန်ဒေသမှာ၃ပေမှ၅ပေအထိရှိနေပါလေမော်တေနောင်ပြပေါ်တိုင်းမှုကမန်းကျဲအနေနဲ့တော့လာမယ့်တစ်ပတ်လုံးအတွင်းမှာပဲခူးတိုင်းအေရော်တီတိုင်းရန်ကုန်တိုင်းရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းတောင်ပိုင်းတို့ဟာမော်တေနောင်ပြဖို့အလားလား အများဆုံးရှိပါလေတေချာမှု55ရာနှုန်းအထိရှိနေပါလေကြံသေးတာထင်မှာတော့မိုးတင်ကောင်ပြဖို့အလားလား25ရာနှုန်းမှ35ရာနှုန်းအထိရှိနိုင်တယ်လို့ခန့်မှန်းရပါလေမိုးတင်ကောင်များပြပေါ်တဲ့ဆိုရင်တော့ရှက်စီလက်သာမိုးချိန်ညာမိုးတဲ့လေပြင်းတိုက်ကြနေရာကွက်မိုးတိချာနာတွေဖြစ်ပေါ်လေရှိပါလေမုံတိုင်းပြပေါ်မှုအနေနဲ့လက်ရှိအခြေအနေမှာဘင်္ဂလားပင်လယ်ော်ရဲ့အနောက်အလယ်ပိုင်းမှာလေတုမငြိမ်မသက်ဖြစ်ရကမုံတိုင်းတစ်ခုဖြစ်နိုင်တဲ့အလားအလာများရှိနေပါလေ။ တောင်ကျွေးပင်လေပင်ကျွေးမှာလဲမုံတိုင်းပြဖို့လာလာများ ရှိနေပြီးတော့ပဲဆွေတို့ကြအနောက်ဘက်မှာလဲမုံတိုင်းပြဖို့လာလာများရှိနေတာကိုခမန်းရရှိထားပါတယ်ဆလဗီလာမဲရတပတ်အတွက်မိုးလီဝတာခမန်းချက်များအနေနဲ့တော့ဘုဒ္ဓုံလီဆုတ်ကွာမှုအနေနဲ့လာမဲတပတ်မှာနောက်တော့မိုးဒုံနေဟာမြန်မာတနိုင်ငံလုံးကနေပြီးတော့လုံးဝဆုတ်ကွာသွားလိမ့်မယ်လို့ခမန်းရရှိထားပါတယ် မုံတိုင်းပြပေါ်ဖို့အချိန်ကြီးကမန်းကျဲအနေနဲ့တော့ဘင်္ဂလားပင်လယ်ရဲ့အနောက်အလယ်ပိုင်းမှာလေတုမငြိမ်မသက်ဆက်လက်ဖြစ်ပေါ်နိုင်ပြီးတော့လေဗီယာရဲ့ရံဝန်တစ်ခုဖြစ်ရကနေပြီးတော့မုံတိုင်းတစ်ချိန်ဖြစ်လာနိုင်ပေါ်ရရှိပါတယ်။တောင်ကျိုးပင်လယ်ပြင်မှာတော့လေတုမငြိမ်မသက်ဆက်လက်ဖြစ်ပေါ်နေပြီးလေဗီယာရဲ့ရံဝန်ဖြစ်ပေါ်နေကမုံတိုင်းများလာမယ့်တစ်ပတ်အတွင်းမှာအနည်းဆုံးတစ်ချိန်ကဖြစ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပ္ပဒီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အိုးတို့မှာမုတ်တုံလီအားနေနေပြီး 平拉比了苗班，阿拉班牛嘛，等等的，皮头奶嘛嘞。苗嘛，咱咱个老婆嘛多，等等的，皮头奶奶路看嘛也是吧嘞。苗嘛，平那边嘛，苗嘛，广州桥，广州平那边嘛，来等的，是吧没？苗嘛，广州桥呢，广州平那边的嘛，来面东北嘛，朝北干起，西奶奶路看嘛吧嘞。你不听，你走你呢，咱们爸妈，前边呢，下边呢，当班，给下边呢都嘛，那山东的个人嘛。<noise> 28 degree celsius အထိရှိနိုင်ပြီးတော့ကြံသေးသားတွေမှာတော့29 degree celsius ပါ33 degree celsius အထိရှိနိုင်ပါလိမ့်ခန်းလောင်ရောင်ကြီးအညွန်ကိန်းခမန်းချက်ကတော့လာမယ့်တစ်ပတ်ဟာဆောင်းရဒီကာလကိုတွေ့ပြီးချင်းကလာပြီးဖြစ်တဲ့အတွက်တနေငံလုံးမှာလွန်ခဲ့တဲ့အဆင့်မှာမရှိနိုင်ပဲခန်းလောင်ရောင်ကြီးအညွန်ကိန်းဟာအလွန်မြင့်မားတဲ့အဆင့်သာအများဆုံးရှိနိုင်တယ်လို့ခမန်းရရှိပါလိမ့်မိုးတိမ်တောင်ပြေပေါ်မှုအခြေအနေခမန်းချက်ကတော့ လာမယ့်တစ်ပတ်အတွင်းမှာလည်းပဲခူးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းတောင်ပိုင်းတို့မှာမိုးဒိန်တောင်ဖြစ်ပေါ်နိုင်မှုကလားလား55ရာနှုန်းမှ85ရာနှုန်းထိရှိနေပါတယ်။ကြံသေးတာတွေမှာလည်းမိုးဒိန်တောင်ဖြစ်ဖို့လားလား25ရာနှုန်းမှ45ရာနှုန်းအထိရှိလိမ့်မယ်လို့ခမန်းရရှိထားပါတယ်။မိုးရွာသွန်းမှုကမန်းကျဲအနေနဲ့တော့ကြရပြည်နယ်မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားကချင်ပြည်နယ်ရှမ်းပြည်နယ်စကမ်းတိုင်းဒေသကြီးအောက်ပိုင်း ဘကိုးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့အေရောင်ကြီးတိုင်းဒေသကြီးတို့မှာနေရာကျဲကျဲကြံဒေသတွေမှာတော့နေရာစိတ်စိတ်မိုးတချုံရွာသွန်းနိုင်ပါတယ်လို့ခမန်းရရှိထားပါကြောင်းတင်ပြအပ်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘေးအန္တရာယ်များမှအစဉ်ကင်းဝေးနိုင်ကြပါစေ